အီလွန်မတ်ဟာသူ့ရဲ့ Tesla လက်စက်ကားကုမ္ပဏီရဲ့အမျက်အစွန်းနဲ့ဝင်ငွေတွေထိုးကျလာတဲ့နောက် American အစိုးရဝန်ထမ်းအများအပြားကိုအလုပ်ထုတ်ဖို့တာဝန်ယူထားတဲ့သူ့ရဲ့အစိုးရအရာရှိအခန်းကဏ္ဍကိုရှော့ချသွားမယ်လို့ပြောကြားခဲ့ပါတယ်။သမ္မတ Trump ရဲ့အနီးကပ်ဆုံးနိုင်ငံရေးမဟာမိတ်တဦးလေးဖြစ်တဲ့ Billion သတိကြီးဟာ Trump လက်ထက်မှာဖွဲ့စည်းခဲ့ပြီးတရားဝင်ဝန်ကြီးဌာနမဟုတ်တဲ့အစိုးရလုပ်ငန်းစဉ်ထိရောက်ရေးဌာန DOGE ကိုလက်တွေ့ဦးဆောင်နေသူဖြစ်ပါတယ်။ DOGE ရဲ့ရည်ရွယ်ချက်က အစိုးရရဲ့အသုံးစရိတ်တွေကိုကြည်ကြည်လည်လည်ရှော့ချဖို့ဖြစ်ပါတယ်။အဲ့ဒီအတွက် American နိုင်ငံတကာဖွံ့ဖြိုးရေး Agency USA လိုဌာနမျိုးတွေရဲ့ project တွေကိုဖျက်တောက်တာ Agency တွေကိုအပြီးဖျက်သိမ်းစေတာတွေလှုပ်ဆောင်လာပါတယ်။ပြီးတော့ American အစိုးရဝန်ထမ်း2သိန်းကျော်လောက်ဟာ DOGE ကြောင့်အလုပ်ထုတ်ခံရတာအလုပ်ထုတ်ခံရမယ်လို့ကြိုတင်အသိပေးခံထားရတာတွေကြုံနေရပါတယ်။ဒီအခြေအနေက MAS နဲ့ DOGE တို့အပေါ်လူမုန်းများမှုတွေမြင့်တက်လာစေပြီး သူ့ရဲ့ Tesla လက်စက်ကားကုမ္ပဏီကိုပါထိခိုက်လာခဲ့ပါတယ်။ DOGE ကို Musk ကစတင်ကင်တွယ်ခဲ့တဲ့နောက်2025ခုနှစ်ပထမ3လအတွင်းကုမ္ပဏီရဲ့ဝင်ငွေဟာ20ရာခိုင်နှုန်းကျဆင်းသွားပါတယ်။2024ခုနှစ်ရဲ့တူညီတဲ့ကာလနဲ့ရှင်မဲ့ဆိုရင် Tesla ရဲ့အမြတ်ငွေဟာ90ရာခိုင်နှုန်းကျော်ပြုတ်ကျသွားကြောင်းသိရတာပါ။ကုမ္ပဏီကတော့အခုလိုအထည်နာမှုမျိုးတွေဆက်ရှိနေနိုင်တယ်လို့ယင်းနှိမ့်မြုံနံသူတွေကိုသတိပေးထားပြီး ကာလတိုအတွင်းအခြေအနေတွေပြန်တိုးတက်လာနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်မျိုးကိုညှင်းဆိုထားပါတယ်။နိုင်ငံရေးမူဝါဒအပြောင်းအလဲတွေက Tesla ရဲ့ထုတ်ကုန်တွေအပေါ်ဝယ်လိုအားမှာတက်ရောက်မှုတွေဖြစ်ပေါ်လာစေနိုင်တယ်လို့ကုမ္ပဏီကပြောပါတယ်။ Elon Musk ကိုတိုင်နိုင်ငံရေးမှာပါဝင်ပတ်သက်ဖို့ဆုံးဖြတ်ခဲ့ခြင်းကအမေရိကန်မှာတမကပဲကဘာတလွားမှာပါ Tesla ရဲ့ထုတ်ကုန်တွေအပေါ်ဆန့်ကျင်ဆန္ဒပြမှုတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ Musk ကအခုလိုထိခိုက်မှုတွေဟာ ူနဲ့ DOGE အဖွဲ့သားတွေကိုရန်လိုတိုက်ခိုက်ခြင်းသူတွေရဲ့လက်ချက်ကြောင့်လို့အပြစ်တင်ခဲ့ပါတယ်ဒါပေမဲ့ DOGE အတွက်သူလုတ်ခဲ့တာတွေကတိတ်အရေးကြီးပြီးအစိုးရဖွဲ့စည်းပုံကိုစနစ်ကျအောင်ပြန်တိဆောက်မှုကလည်း PC တလောက်ရှိခဲ့ပြီလို့ဆိုပါရယ်။နောက်ပြီးသူဟာ DOGE အတွက်အချိန်ပေးမှုကိုမေလကစလို့တိတိတသားရှော့ချတော့မှာဖြစ်ပြီးအစိုးရကိစ္စတွေကိုတပတ်မှတရက်နှစ်ရက်လောက်သာပတ်ဝန်းပတ်သက်တော့မယ်လို့ Mask ကပြောပါရယ်။ ကုမ္ပဏီဟာမတ်ကြောင့်စိတ်ပြက်လာတဲ့ဖောက်တွေတွေကိုဆွဲဆောင်ဖို့အတွက်လက်စစ်ကားတွေကိုဈေးချရောင်းခဲ့ရခြင်းကလည်းစုစုပေါင်းဝင်ငွေမှာထိခိုက်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ Tesla ပေါ်ထိခိုက်စေတဲ့နောက်ထပ်အဓိကအကြောင်းရင်းတစ်ခုကတော့တရုတ်ရဲ့သွင်းကုန်တွေအပေါ်အခွန်ပမာဏအလုံးအရင်တိုးကောက်တဲ့သမရထရမ့်ရဲ့မူဝါဒပဲဖြစ်ပါတယ်။ Tesla ဟာ American မှာတက်ဆင်ပြီးပြည်တွင်းဈေးကွက်ကိုအဓိကမိခိုနေပေမဲ့ကုန်ကျန်းအများအပြားကိုတော့တရုတ်ကနေတင်သွင်းနေရတာပါ။ လင်းလင်းမြန်မြန်စစ်ကဲပြောင်းလဲနေတဲ့ကုန်သွယ်ရေးမူဝါဒတွေဟာကုမ္ပဏီရဲ့ကုန်ကြမ်းခွင်ဆက်ကိုတက်ရောက်ပြီးဈေးရိတ်စကားတွေတိုးလာနိုင်တာကိုကြိုတင်မှတ်ဆထားဖို့လိုကြောင်းလဲ Tesla ကထုတ်ပြန်ပါတယ်။ Musk ကသူ့ရဲ့တဦးတဲ့အမြင်သဘောထားအရကုန်သွယ်ရေးအခွန်စီးကျမှုတွေမြင့်တင်နေတာထက် short ချတတ်မှတ်တာကိုပိုလိုလာကြောင်းအဲ့ဒီအတွက်လဲသူကတိုက်တွန်းဆော်အောင်မှဖြစ်ကြောင်းဒါပေမဲ့အဲ့ဒီထက်ပိုပြီးသူဘာမှလုပ်နိုင်မှာမဟုတ်ကြောင်းလဲပြောကြားထားပါရဲ့ရှင်။